စကိုင်းတိုင်းချောင်းမြို့နယ်သုံးပတ်လာကြေးရွာမှာပြုလုပ်နေတဲ့ရှင်ပြုနာသအလှပွဲကိုစောစုကဒီကနေ့မနက်ပိုင်းမှာစက်တက်လေးဒီနဲ့ပုံကျဲခေတာကြောင့်မောင်ရှင်လောင်းနဲ့ဖခင်ဖြစ်သူအလှဒါရကအပါဝင်အမျိုးသားသုံးဦးတည်ဆုံခဲ့ပြီးတော့အလှဒါရကမှနဲ့နှထွင်းသမီးငယ်တို့ပြင်းထန်တရားရှိခဲ့ကစေဝါကုသမှုခံယူနေရတယ်လို့ဒေသခံသတင်းမြစ်က MP ကိုပြောပါတယ်ချောင်းနဲ့သုံးမလာကြေးရွာကိုတိုက်ပွဲဖြစ်ွားတာမရှိဘဲစိုးစုကမုံရွာနမခကကနေတက်လာတဲ့ စက်တက်လေဒီနဲ့မေလာ၁၀ရက်ဒီကနေ့မနက်7:40မိနစ်ဝန်းကျင်မှာလေကြောင်းကနေဘုံကျဲတက်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ဒေသခံသတင်းမြစ်ကပြောပါတယ်။အချင်းပြွဲကိုကျွန်တော်တို့ပုံကြီးကျောင်းမှာပဲအတူတူလေးလုပ်ဖို့ကျွန်တော်တို့ကြည့်နေထားတာပေါ့။အဲဒီလိုဆက်ဆိုဒီဒီတရားလေးလိုမျိုးကျွန်တော်တို့ဒီမန္တလေးကြီးတောက်ပြီးအတန်ချစ်တဲ့ကြီးတွေနဲ့လုပ်နေတဲ့အချင်းပြွဲမဟုတ်ဘူးပေါ့။အဲဒီလိုဒီပုံကြီးကျောင်းလေးမှာပဲတို့အဲဆုံးကပြီးတော့မှဒီမဲ့အလူပွဲလေးကိုတို့အဲ့လိုပဲပြင်ဆင်ထားတယ်ကျွန်တော်တို့သိကြတယ်။ မှာပဲအဲဘာမှမလုပ်နိုင်တဲ့ခါကျတော့ဒီကိုပါအဲ့တော့စင်ကူဘွဲကလည်းဒီကြပါလေလက်ချက်ကိုဖြစ်လိုက်တော့ဒါကလည်းရှိတော့ရှင်မြို့နာသာအလူပွဲကို မေလာ၁၇ရက်မနေ့ပြန်မှာကျေးရွာဘုံကြီးเจ้าမှာအချင်းချင်းပြုလုပ်ဖို့စီစဉ်ထားပေမဲ့အလူဝင်နေ့ဖြစ်တဲ့ဒီကနေ့မနေ့ပိုင်းမှာစိုးစုက၁၇လေးဒီနဲ့အလူအိမ်ပေါ်ကိုဘုံကျဲသွားခဲ့တာပါ ကျောစုပုံကြောင့်အသက်12နှစ်အရွယ်မောင်ရှင်လောင်းနဲ့အသက်30အရွယ်ဖခင်အလှူဒါရကအသက်30အရွယ်အမျိုးသားတဦးစုစုပေါင်း3ဦးတည်ဆုံးခဲ့ပြီးတော့အလှူအမားနဲ့တမီးဖြစ်သူတို့ပြင်းထန်တဲ့အရွယ်ရရှိသွားခဲ့တယ်လို့ချောင်းဦး Revolution News ကဖော်ပြထားပါတယ်။ ချောင်းမြို့နယ်ကဂျေးဝါရီကိုစိုးစုကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာဆက်တက်လေထွေနဲ့မကြာခဏလေချောင်းကနေဘုံကျဲတာတွေကြောင့်ဒေသခံပြည်သူတွေထိခိုက်သေးဆုံးမှုတွေရှိနေတာဖြစ်ပြီးတော့အခုနှစ်ဇန်နဝါရီလကနေဧပြီလအထိသေဆုံးသူ20ဦးထက်မနည်းရှိနေပြီဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါရတယ်။